မင်္ဂလာပါပွဲပြီးသုံးသက်ချက်ကိုကျွန်တော်တင်ပြပေးခြင်းပါတယ်အဲပွဲပြီးရလက်ကတော့ Arsenal 1-0နဲ့ Crystal Palace အသင်းကိုအနိုင်ရသွားပါတယ်ဒီနိုင်ပွဲကတော့ Liverpool Man City ခြေချော်တဲ့ချိန်မှာ Arsenal အသင်းအနိုင်သုံးမှတ်ရယူနိုင်တဲ့မဟာအခွင့်အရေးတူဖြစ်ပါတယ်အဲပွဲဆက်ဆခြင်းမှာ Arsenal အသင်းကဘောလုံးကိုကင်ကစားတယ် Crystal Palace အသင်းကဘောလုံးကို marking ကစားတယ်တံပြန်တိုက်စစ်နဲ့ counter attack ကစားဖို့ကြိုးပမ်းလာတဲ့အသင်းဖြစ်တယ်နှစ်သင်းစလုံးက အစောပိုင်းမှာထိန်းကစားထားတယ်။အရန်ကြီးလည်းမတွက်ဘူးပွဲရအေးစစ်စစ်ကစားတယ်။အာဆင်နယ်ကလည်းဘောလုံးကိုကင်ကစားပြီးတော့တိုက်စစ်ဆင်ဖို့ကြိုးပမ်းတယ်လို့ခရစ်စတယ်ဘဲလစ်အသင်းကလည်းအာဆင်နယ်ရဲ့အမားကိုချောင်းပြီးတော့တံပြန်တိုက်စစ်ဆင်ဖို့ကြိုးစားခဲ့တာလည်းတွေ့ရတယ်။ပွဲဆက်ဆက်ချင်းပိုင်းမှာဘာမှမဟုတ်ပေမဲ့36မိနစ်မှာဘူကာအိုဆာကာကိုပြစ်ဒဏ်ကျူးလွန်လိုက်တယ်ခရစ်စတယ်ဘဲလစ်ကစားသမားတစ်ယောက်ကအဲ့ဒီအချိန်မှာဖရီကစ်လုံးရတယ်။အဲ့ဒီဖရီကစ်လုံးကိုဒီကလန်ရိုက်စ်က ကန်တင်ပေးလိုက်တယ်ဒီကလန်လိုက်ကန်ပြီးတော့ဘောလုံးက goal area နားကိုကျတယ်ဂါဘရီယယ်ကအလဲကိုခေါင်းတိုက်ပြန်ချပေးတယ်အဲ့မှာအစီကအပြင်းကန်သွင်းပြီးတော့ goal ဖြစ်ပြောင်းလဲနိုင်ခဲ့တယ်အစီကန်လိုက်တဲ့ဘောလုံးက volley kick ဒီ volley kick မှာအမျိုးမျိုးရှိတယ်ဘေးတစောင်း volley kick ရှိတယ်ခြေောက်တစ်ဖက်ထဲနဲ့ volley ရိုက်တဲ့ volley kick ရှိတယ်ဒါမဲ့အစီက jumping volley kick ဖြစ်တယ်ခုံပြီးကန်တဲ့ volley kick တော်တော်လေးပြင်းတယ် အဲဒီကဒီနေ့ယုံကြည်မှုတစ်ခုတွေ့ရတယ်ဒီကိုသွင်းပြီးတော့အဲဒီကဒီနေ့ပွဲမှာ Crystal Palace ကိုတိတ်အောင်ပွဲမခံဘူး Crystal Palace အနေနဲ့ကြည့်မယ်ဆိုရင်လည်း Crystal Palace ပြိသက်တွေကအဲဒီကသူတို့အသင်းရဲ့ဂန်နဝင်ကစားသမားလို့သူတို့ကသတ်မှတ်ထားတယ်အဲဒီအောင်ပွဲအဲ့လောက်မခံဘူးအဲဒီကဒီနေ့ပွဲမှာ68တန်းတန်နေဆိုတာအဲ့ goal goal တွေနဲ့တတ်သိပြခဲ့တယ်အဲအဲဒီကန်လိုက်တဲ့အလုံးကအာဆင်နယ်အတွက်စိတ်ဓာတ်မြင့်တင် နဲ့ဂိုးဆိုရင်လည်းမမာဘူး။ယုံကြည်မှုလည်းတော်တော်ပြင်းပြသွားတယ်။ဒီဂိုးဝင်သွားတဲ့အချိန်တွေမှာအာဆင်နယ်ကစားသမားတွေကကစားရပိုပြီးလွယ်ကူလာတာဖြစ်တယ်။အဓိကကတော့အဲဒီကန်လိုက်တဲ့ဂိုးဒီတော်တော်ကစ်ပြင်းတယ်။ဂိုးသမားကဝင်မယ်လို့တောင်မထင်တဲ့ဂိုးမျိုး။အဲ့လိုဂိုးမျိုးကိုအဲဒီကန်သွားတာ။အဲဒီနေနဲ့လည်းဒီပွဲမှာ Crystal Palace ကိုဂိုးသွင်းနိုင်နေမယ်လို့ယုံကြည်ချက်နဲ့အတူဂိုးရအောင်သွင်းပေးခဲ့တာတော်တော်ချီးကျူးပါမယ်။ ဟိုပထမပိုင်းကတော့ဒီလိုပဲအစီကစားတာတလုံးပဲကြည်ရတယ်။အာဆင်နယ်လည်း short on target အရန်နေတယ်။ဟို pitches တစ်ချိန်ရတယ်ဒီ AC တစ်ချိန်နဲ့နဲ့ပဲအာဆင်နယ်အသင်းကဂိုးဖြစ်ပြောင်းလဲနိုင်ခဲ့တာ။ AC ရဲ့ Premier League ကစားသမားအတွေ့အကြုံနဲ့လည်းဆိုင်တယ်လို့ကျွန်တော်ထင်တယ်။တခြားကစားသမားတွေဆိုရင်တော့အဲ့ဒီနေရာမှာမဝင်နိုင်ဘူးလို့ကျွန်တော်မြင်တယ်။ AC ကတော့ကံကျက်တော်တော်ကောင်းပါတယ်။ပြီးတော့ဒီနေ့ပွဲမှာဟို total shot ကို10ချိန်ကန်ရတယ်အာဆင်နယ်က။ ်ဘစ်ချက်တစ်ချိန်ရတယ်အဲ့တစ်ချိန်ပဲဂိုးဖြစ်ပြောင်းလဲတာကိုတွေ့ရတယ်ပထမပိုင်းမှာအာဆင်နယ်ကဝမ်းစီနဲ့ဥဆောင်နေတယ်ဒါဆိုပထမပိုင်းကိစ္စပြီးသွားပြီအဲဒုတိယပိုင်းပြန်ဆားမယ်ဒုတိယပိုင်းပြန်ဆားတော့ဆလီဘာကိုထုတ်ချလိုက်ပြီးတော့မော်စကွေရာကိုထည့်တယ်ဆလီဘာဒန်ယာနဲ့ထွက်သွားရတယ်မော်စကွေရာဝင်လာတယ်မော်စကွေရာဝင်လာတော့ကျွန်တော်ခန်စစ်တော်တော်စိတ်ပူပါဆလီဘာမရှိဘူးဂါဘရီယယ်နဲ့ဘလူးတွဲမလဲဒါပေမဲ့မော်စကွေရာဒီနေ့အကောင်းဆုံးခန်စစ်မှုတယောက်ဖြစ်လာခဲ့တယ်ထင်တော့မထင်ဘူးဒုတိယပိုင်းမှာစွမ်းဆောင်ရေးက အိမ်ခွင်းမှာဝမ်းစည်းနဲ့အတာစီးရထားတဲ့ယုံကြည်ချက်မြင့်မြင့်နဲ့ခံစစ်ကိုကြောင်တာတွေဘောလုံးလူပေးမာတာတွေမရှိဘဲနဲ့ခံစစ်ကိုကောင်းကောင်းဆွမ်းဆောင်ရည်အပြည့်နဲ့ကစားနိုင်တာကိုတွေ့ရတယ်။မော်စကွေရာကိုလည်းဒီနေ့ချီကျူးရမယ်။ဒုတိယပိုင်းမိနစ်50မှာဖရီကစ်တစ်လုံးရတယ်။အဲ့ဖရီကစ်တစ်လုံးကိုဒီကလန်ရိုက်စလန်တင်ပေးလိုက်တယ်။လန်တင်ပေးတဲ့ဘောလုံးကိုဂါဘရီယယ်ကတိုက်တာ။ဂါဘရီယယ်တိုက်တာကိုဂါဘရီယယ်နဲ့မထိဘူးဘောလုံးကမထိဘဲနဲ့ဘေးထွက်သွားတယ်။ဒါမဲ့ဂါဘရီယယ်ဖြစ်ချင်တော့ဘောလုံးကို ချော်ပြီးတော့သူ့ရဲ့ပောင်ချားနဲ့ဂိုးပါးတန်းနဲ့သွားရိုက်တာအာတော်တော်နာမယ်အဲ့ဂိုးကတော့အဂိုးလည်းမဝင်ဘူးဒါပေမဲ့ဂါဘရီယယ်တော်နာသွားတယ်မိနစ်90မှာဂါဘရီယယ်ကိုကျွန်တော်ကနာသွားပြီထင်တာဂါဘရီယယ်မြလဲလိုက်ပြီလားဆိုတော့ဒါပေမဲ့ဂါဘရီယယ်ကျန်းပိုင်မှုပြေသွားပါတယ်ဂါဘရီယယ်ဘာမှမဖြစ်ဘူးပြန်ကောင်းသွားဒီနေ့ပွဲမှာခရစ်စတယ်ဘဲလစ်ကိုရှော့တွက်လို့မရဘူးခရစ်စတယ်ဘဲလစ်ကခံစစ်ကောင်းတယ်မာကင်ကစားနိုင်တယ်ဗီတယောဂရက်ကိုမာကင်ကတ်နိုင်တယ် ။အတော့ရောက်တော့ကတ်နိုင်တယ်။တင်းပါအောင်လည်းသူ marking ကစားရဲဆိုတော့အာဆင်တိုက်စစ်ကလုံးဝအလုံးမလုပ်ဘူး။အဲ့ဒီအချိန်မှာအာဆင်နယ်ဘာလုပ်လဲဆိုတော့ set piece ကနေ900အောင်တွင်းတယ်။အဓိကကတော့ corner တွင်းတာမဟုတ်ဘူး။ဒီဒီပွဲကတော့ set piece ပွဲဖြစ်သွားပါဘူး။ set piece ကနေအမြင်ဘောနဲ့တဆင့်တိုက်တယ်။တဆင့်ကန်တယ်ဆိုတော့အာဆင်နယ်က area ထဲမှာနှစ်ကြိမ်တိုက်စစ်ဆင်ပြီးတော့900ရွာတာဖြစ်တယ်ဆိုတော့ကျွန်တော်ဘသူ့ကိုသွားပြီးတတိယလဲဆိုတော့ဒါအာဒီတာကြောင့်လည်းမဟုတ်ဘူးအာဒီတာရဲ့လက်ထောက်နီးပြကြောင့်လည်းမဟုတ်ဘူး နီကိုဂျိုဘာအကြောင်းဖြစ်တယ်ဒီနီကိုဂျိုဘာရဲ့အစွမ်းဒီနေ့မှာပြတယ်အရင်ပွဲတွေလည်းပြတယ်ဘာကြောင့်လဲဆိုတော့ဒီနေ့ကန်တဲ့ပွဲမှာနီကိုဂျိုဘာဘလောက်ဆွမ်းဆောင်ရင်မြင်လဲဆိုတော့ဒီကလန်ရိုက်စ်နဲ့ဂါဘရီယယ်ကိုဆက်စပီအတွဲတွဲလုံးလှုပ်ထားတယ်ဟိုကျွန်တော်တို့ဘောလုံးမှာဆိုရင်ဟိုရှော့ပတ်စ်တွဲလုံးရှိမယ်လောင်းပတ်စ်တွဲလုံးရှိမယ်အတက်ကင်တွဲလုံးရှိမယ်ဒါပေမဲ့ဆက်စပီစတွဲလုံးဆိုတာကျွန်တော်ဒီတစ်ချိန်မှမြင်ဘူးလေအာဆင်နယ် အစင်အဆက် set speed တွဲလုံးကစားတာကျွန်တော်ဒီချိန်မှမြင်ဘူးတဲ့အဲဒီတချိန်မြင်ဘူးတာကတော့ဒါတိတိတတ်တတ်မြင်ရတာပေါ့ဟိုးအရင်အရင်ပွဲတွေကတော့ဂျိုဗာကောင်းတယ်ဆိုတော့ကျွန်တော်သိတယ်ဒီလောက်ကြီးကွက်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 မမြင်ရအောင်ဒီနေ့ကန်သွားတဲ့ set speed ကဒီကလန်ရိုက်ကန်တင်နဲ့ဂါဘရီယယ်စီရောက်တယ်ဂါဘရီယယ်တိုက်တယ်အစီသွင်းသွားတယ်အဲဒါမျိုးအရင်ရက်တွေတုန်းကလည်းအက်တလက်တီကိုတုန်းကလည်းဒီကလန်ရိုက်ဆက်ဂါဘရီယယ်အတွဲ set speed အတွဲရတယ်ဂိုးပြစ်နှစ်ဂိုးတောင်ပြောင်းလဲနိုင်တယ်ဆိုတော့ နီကိုလက်ဂျိုဗာအရန်ကျေစုတင်ရမယ်ဒီလက်ထောက်နီးပြလေးကတော်တော်ကြီးကိုဆက်စပီမှာမာစတာဖြစ်တယ်ဒီကလန်ရိုက်စ်နဲ့ဂါဘရီယယ်ကိုဆက်စပီစ်ပဲ training မှာ မောင်းနေလားတော့မသိဘူးဒါကဘာကောင်းသွားလဲဆိုတော့အာဆင်နယ်အသင်းကတိုက်စစ်ဆင်ကစားမယ်တံပြန်တိုက်စစ်တွေကိုလည်းခုခံနိုင်တဲ့ခံစစ်ရှိတယ်တိုက်စစ်ဆင်လို့မရဘူးဆိုဆက်စပီကနေဂိုးသွင်းနိုင်တယ်ဆိုတော့အပပကြောက်เสียလုံးဝဟိုလုံးဝကြောက်เสียအတင်းတင်းဖြစ်သွားပြီအပရီးမီးယားလိမှာဆိုဗျာ ရှင်သေးတကောင်လည်းတော့တင်စားလို့ရပါပြီရှင်သေးဆိုတာလုံးဝဆရာကြီးပဲဘလို့မဟုတ်အာဆင်နယ်ကိုနိုင်ဖို့မပြောနဲ့မရှုံးဖို့မနှဲကန်ဒါမျိုးဖြစ်သွားပြီလီဗာပူးကိုရှုံးပြီးကြတဲ့အာဆင်နယ်တောင်းလျှောက်မရှုံးရှုံးပွဲလည်းလုံးဝမရှိပဲနဲ့ကစားထားတယ်အဲ့လိုမျိုးတော့အာဆင်နယ်ပို့ပို့ကောင်းကောင်းလာတာပေါ့နော်မိနစ်90ဆက်စပီမှာ မကိုးတော့ဘူးဂါဘရီယယ်လည်းထိသွားတဲ့နောက်ပိုင်းမှာ66မိနစ်မှာဘူကာဥဆာကာကို လေးလိုက်တယ်မာတင်နယ်လီဝင်လာတော့ကျွန်တော်က Trossos ကိုလဲမယ်ထင်တာဘူကာအိုဆာကာကိုထုတ်ပလိုက်တယ်မာတင်နယ်လီနဲ့နေလိုက်တယ်မာတင်နယ်လီနဲ့လဲလိုက်ကျွန်တော်သိပါတယ်အာဆင်နယ်ကညတော်မှန်ထုတ်တယ်မာတင်နယ်လီလဲလိုက်တယ်ဆိုတာတိုက်စစ်ချလိုက်ပြီးဆိုတော့ကျွန်တော်ရိတ်မိပါတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်မသိဘူးဒါပေမဲ့မာတင်နယ်လီကိုညတော်မှန်ထားကစားတာကတော့အာဒီတာအနေနဲ့အကွက်ဆန်းတာလို့မြင်တယ်ဘလို့ပဲဖြစ်ဖြစ်အာဒီတာဘလောက်ပဲအကွက်ဆန်းဆန်းခန်းစစ်ကြီးကအရင်လုံတယ်မိနစ်80မှာဒီကလန်ရိုက်တစ်ချက်နာသွားတယ်နာသွားတဲ့အတွက်ကြောင့်လူစားလဲတယ်မာရီနိုဝင်လာ မာရီနိုဝင်လာတော့မာရီနိုကလည်းပုံမှန်ခြေစွမ်းမရှိဒါကလည်းပြဿနာမရှိသေးဘူးအာဆင်နယ်ဝမ်းစီကိုထိန်းထားနိုင်တယ်အဓိကခံစစ်ပိုင်းမှာဒေးဗစ်ရာယာကလင်းရှိရတယ်မော်စကွေရာရန်ကောင်းတယ်ဂါဘရီယယ်တားကောင်းတယ်ဤနေ့ကြီးကျူးစရာအကောင်းဆုံးကစားသမားကတော့ဂါဘရီယယ်ပဲဂါဘရီယယ်တကယ်ထိန်းနိုင်တယ်ခရစ်စတယ်ဘဲလီစ်ရဲ့တိုက်စစ်တွေကိုဂါဘရီယယ်ထိန်းတယ်ဂျူလန်တင်မာထိန်းတယ်ဆလီဘာလည်းထိန်းတယ်ဒါပေမဲ့ဆလီဘာကဒဏ်ရာရသွားတဲ့အတွက်ကြောင့်မော်စကွေရာကဝင်လာပြီးတော့အဲ့ကစားသမား၃ယောက်ထိန်းတယ်ကလာဗီယိုထုတ်လိုက်တယ် ဟန်ကပီဝင်လာတယ်သူလည်းထိန်းနိုင်တယ်ဆိုတော့အာဆင်နယ်ခံစစ်ကဘာမှပြောစရာမလိုဘူးကိုးသမားလည်းကောင်းတယ်ဂရင်းရှိဒီခံစစ်အတိုင်းသာအာဆင်နယ်သွားမယ်ဆိုလို့ရှိရင်ယာတီဝဲချန်ပီယံလည်းဖြစ်နိုင်တယ်လို့ပရီးမီးယားလိဖလားလည်းယာတီကုံရင်ရနိုင်တယ်လို့ကျွန်တော်မြင်မိတယ်။ဘာကြောင့်လဲဆိုတော့ခံစစ်ကပေကူ၃ခုပဲရှိသေးတယ်ဗျာပေကူ၃ခုပဲရှိသေးတဲ့အတွက်ကြောင့်ဘလို့မှဒီခံစစ်ကိုမရှင်နိုင်ရင်ပရီးမီးယားလိဖလားအာဆင်နယ်ကရမှာပဲ ပြီးတော့အာဆင်နဲ့ဒီယာဒီထူးထူးခြားခြားရှုံးပွဲတော့ရှိတယ်ဒါမဲ့လက်ရှိချိန်ထိအိမ်ကွင်းလုံးဝရှုံးပွဲမရှိသေးတာကိုသတိထားမိတယ်လက်ရှိအိမ်ကွင်းရှုံးပွဲမရှိမှတ်တမ်းနဲ့ပရီးမီးယားလိဖလားရနိုင်မလားဆိုတာလဲကျွန်တော်တို့ယာတီဝက်မှာလည်းစောင့်ကြည့်ရမယ်ယာတီကုံမှာလည်းစောင့်ကြည့်ရမယ်ယာတီဝက်ပရီးမီးယားလိချန်ပီယံဖြစ်ခဲ့ရင်ယာတီကုံပရီးမီးယားလိချန်ပီယံလည်းဖြစ်လာနိုင်တယ်နောက်ပိုင်းနေတော့အာဆင်နယ်ကပုံမှန်ပဲကစားတယ်ဟိုခန်းစစ်ပိုင်းပဲလိုက်ထိန်းနေဟိုခရစ်စတယ်ပယ်လိစ်တိုက်စစ်ကစားပုံကို တေချာကင်ပြီးကစားသွားပြီးထိမ့်ချုပ်ပြီးကစားသွားတော့တွေ့ရမိနစ်60ပြေသွားတယ်။ဒါချင်းချင်းမို့ပြေးတယ်။ပွဲကတော့ပြီးသွားတယ်။အာဆင်နယ်1-0နဲ့နိုင်သွားတယ်။ဆိုတော့ပွဲပြီးသုံးသက်ချက်ပြီးသွားပြီဖြစ်တယ်။အဲဒီနေ့ပွဲမှာကျွန်တော်ဘာတွေပြောစရာရှိတယ်။အပြောမယ်။ပြောမယ်ဆိုတာကတော့ AZ ကိုကျွန်တော်ပြောမယ်။ AZ တွင်းသွားတဲ့ကို AZ က68သက်တန်နဲ့ကစားသမားဆိုတာတက်တည်ပြသွားတယ်။အာဆင်နယ်ကိုကန်တဲ့ဒီနေ့ကိုတကယ်ကောင်းတယ်တကယ်လား။ဒါမျိုး AZ ကန်ဘူးလား။ ကံဘူးတယ်မနစ်ကအာဆင်နယ်အိမ်ကွင်းမှာပဲခရစ်စတယ်ပယ်လစ်ဘက်ကနေအစီအဲ့တိုင်းကန်တယ်အဲ့လိုဗောလီပဲကန်တယ်အပုံစံချင်းတော့နည်းနည်းကွဲမယ်ဒါမဲ့အဲ့ဒီဂိုးကလည်းဂိုးပါတယ်ဒါဆိုအစီကဒီလိုဗောလီကန်တာတွေအရန်ကောင်းတယ်ဆိုကွင်းလေတိုက်စစ်ကစားသမားပီတာလာပီတာတယ်မပီတာဘူးဆိုတာတည်းအစီကအိုရီဂက်နေရာကိုရေရှည်အစားထိုးနိုင်တဲ့ကစားသမားလို့ကျွန်တော်ဒီဂိုးနဲ့မြင်မိတယ်။ဘာကြောင့်လဲဆိုတော့အစီအနေနဲ့ချန်ပီယံလိမှာ ခြေစွမ်းပြခြင်းမပြမယ်ဒါပေမဲ့ပရီးမီးယားလိအတွေ့အကြုံရှိတဲ့အတွက်ကြောင့် AC အနေနဲ့ပိုဒီကက်ကတဲ့မရောတဲ့စွမ်းဆောင်ရည်တစ်မျိုးကိုမြင်ရတာဖြစ်တယ် AC ကိုတောင်းပန်ထားမလားကွင်းလေတိုက်ဆက်ကစားမလား AC နေရာစုံကစားနိုင်တယ်ဘယ်တောင်းပန်မှာလဲ AC မစိုးကစားနိုင်တယ်ဆိုတော့အာဆင်နယ်ရဲ့ဒီ AC ရဲ့စွမ်းဆောင်ရည်ကိုကြည့်လိုက်မယ်ဆိုရင်ဒီနေ့ AC အားအရဆုံးနေပဲကျွန်တော် AC ပွဲတွေတော်တော်များကြည့်ဘူးတယ် AC ခြားတာများပါတယ်ဒါပေမဲ့ဒီနေ့ပွဲမှာတော့ AC က68တန်းတန်တဲ့ကစားသမားလို့ မှတ်ယူပါတာဇူဘီမန်ဒီလည်းတန်း90တန်းတယ်ဆိုတော့ဒီ volley can နဲ့ကိုင်းလေကစားသမားတွေကတန်း90တန်းတာလားအဒါမျိုးတောင်ပြောလို့ရတယ်နော်ဇူဘီမန်ဒီနဲ့ AC can နဲ့ can jet ဆိုရင် AC can နဲ့ can jet ကပိုလာပါတယ်ဒါဆိုရင်ကျွန်တော်တို့ table ကိုကြည့်မယ် table မှာဆိုရင်အခုဘုံမောက်နဲ့ Arsenal နဲ့1နဲ့2ဘုံမောက်ကအဆင့်နဲ့ဆန်ဒလန်အဆင့်3 Arsenal ကအဆင့်1ဆိုတော့ဟောအာဆင်နယ်ရဲ့ပြိုင်ဘက်ကဘုံမောက်လို့စန်ဒါလန်တို့လားအာဒါဆိုရင်တော့အာဆင်နယ်ရဲ့ပရီးမီးယားလိဖလား ရဖို့အလားအလာကမြင်နေရပြီဟိုတချို့ကတော့ပြောမှာပေါ့နော်ဟာအာဆင်နဲ့ဒီလိုပဲဘယ်အသင်းမှမကောင်းတဲ့အချိန်မှာအဆင့်တရတယ်လက်စတာနဲ့နှစ်တော့ကြည်ပါလားလက်စတာဖလားရတယ်ဆိုတာမှန်ပါတယ်လက်စတာအဲ့နှစ်ကဖလားရခဲ့တယ်ဒါပေမဲ့အဲ့ဒီနှစ်လက်စတာဖလားရတဲ့နှစ်မှာအာဆင်နယ်ကဂါဘရီယယ်ဆလီဘာဦးဆောင်တဲ့ခံစစ်မျိုးနဲ့အဆင့်တဖြစ်ခဲ့တာမဟုတ်ဘူးအာဆင်ဝင်းကားရဲ့ခံစစ်ဟိုးဒင်းတို့ခက်ကခံစစ်တင်နဲ့ကစားခဲ့တာဆိုတော့ ယခုတစ်ချိန်ပရီးမီးယားလိဖလားကတော့အာဆင်နယ်ရဖို့ရာခိုင်နှုန်း60%လောက်ရှိတယ်60%ရာခိုင်နှုန်းလောက်ရှိတယ်လို့ကျွန်တော်မြင်တယ်ယာတီဝတ်မှာအဆင့်တရပြီးယာတီကုံမှာပရီးမီးယားလိဖလားကိုရလျူနိုင်မဲ့တစ်ခုသေးသောနှစ်တစ်နှစ်ဖြစ်တယ်ဒီနှစ်ကကလန်ဒါရနှစ်အာဆင်နယ်က300သီစက္ကန့်ဖြစ်ရင်ဒီယာတီ first ban ဖြစ်တယ်အာဆင်နယ်ကပြီးတော့ပရီးမီးယားလိဖလားကို73ချိန်ရခဲ့တာ first runner ကိုအဆင့်နှစ်ကို12ချိန်ရခဲ့တာဆိုတော့ ဒီတစ်ချိန်အစ်စ်နဲ့ထပ်ရရင်ဟို first runner ရောချန်ပီယံရောတူွားလိမ့်မယ်ချန်ပီယံလည်း73ချိန်အစ်စ်နဲ့လည်း73ချိန်ဖြစ်ပါတယ်ဒါမျိုးလည်းအဖြစ်ခံလိမ့်မယ်မထင်ဘူးဒီတစ်ချိန်တော့ Arsenal Premier League ဘလာရလိမ့်မယ်လို့ကျွန်တော်မြင်တယ်အဆုံးထိကြည့်ရှုပေးတဲ့ brother တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ခင်ဗျာ